ဲ့တော့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်နည်းနည်းလေးတော့ညနေပိုင်းတော့ရောင်းနေပြန်ဒါပေမဲ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဒီနေ့အာဒီဇင်ဘာလ2ရက်နေ့အင်္ဂါနေ့ပေါ့နော်အညဘက်အမေရိကန်ဈေးကွက်ချိန်မှာဖြစ်ပျက်လာနိုင်တဲ့ကမ္ဘာ့ရွှေဈေးကွက်အနေထားကိုကျွန်တော် သုံးသပ်ပြောကြားပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်မနေ့အာမနေ့ကကမ္ဘာ့ရွှေဈေးရပေါ့ကျွန်တော်တောက်ကြနေပြီးခဲ့တဲ့ပတ်တောက်ကြနေရတော့ကမ္ဘာ့ရွှေဈေးရဗျာကျွန်တော်ဈေးအတက်အားကောင်းကောင်းနဲ့ပိတ်ခဲ့တဲ့ခါမှာမနေ့ကတော့ကျွန်တော်တော်တော်များများတော့ဒူတော်တော်များများတော့ဒူရီရတော့ဈေးအတက်အားကောင်းမယ်လို့ကျွန်တော် သုံးသပ်နေကြရပေါ့နော်အဲ့ဒီဈေးအတက်အား ကောင်းမယ်လို့သုံးသပ်နေရကြာမနေ့ကကပတ်ရွှေစရာမတက်ခဲ့ဘူးလားမေးတက်ခဲ့တယ်ကျွန်တော်တို့၄265ဒေါ်လာတက်ခဲ့တယ်ဒါပေမဲ့ညဘက်အမေရိကန်ဈေးကွက်ချိန်မှာတော့၄265လောက်ကနေရောဈေးကပြန်ဆင်းလာခဲ့တယ်ဗောနော်အာမနေ့တော့တရက်တာပေးစရာ၄230နားမှာပိတ်ခဲ့တယ်ဒီနေ့မနက်မှာလည်းကျွန်တော်ကပတ်ရွှေစရာ၄230လောက်မှာဖွင့်လာခဲ့ပြီးတော့လက်ရှိချိန်ဒီအမြင့်ဆုံးအနေနဲ့၄နှစ်၃ငါးဒီတက်ခဲ့တဲ့အနိုင်ဆုံးအနေနဲ့ကျွန်တော်တို့မနက်တုန်းကကျွန်တော်တို့၄198ဒီကျခဲ့ပြီးတော့လက်ရှိမှာတော့၄200ဇီရနာဝင်းကျင်မှာပြည့်နေအောင်တွေ့ရပြီပေါ့နော်ကျွန်တော်တို့ ညနေခင်းပေါ့เนาะကျွန်တော်ဥရောပစီးကွက်အလဲချိန်နောက်မှာဟုတ်ပြီကျွန်တော်တရက်တာအမြင့်ဆုံးစေးလက်ရှိတရက်တာအမြင့်ဆုံးစေးကကျွန်တော်အဖွင့်စေးရအပေါ်၄ point ပဲတက်တာကိုကြည်ချင်းအပြင်လက်ရှိကဘာရွှေစီးကရေတိုစီးအကြအာတာနေတယ်ပြောလို့ရတယ်အားကောင်းနေရမဟုတ်เนาะအာတာနေလက်ရှိဒီတနေ့တာအတွက်မှာရေတိုစီးအကြအာတာနေပြောလို့ရတယ်ဟုတ်ပြီအဲ့ရေတိုစီးအကြအာတာနေကဘာရွှေစီးကညပတ်အမေရိကန်ချင်းရောက်တဲ့ချိန်မှာ ပြန်တက်မလားအောက်ဈေးကနေပြန်တက်မလားဒါမှမဟုတ်ဆက်ကြမလားဆိုတာကျွန်တော်တို့သုံးသက်ကြည့်လိုက်အောင်။ဟောပြီးကျွန်တော်သုံးသက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကမ္ဘာရွှေဈေးအတကြချက်လေးကိုကျွန်တော်တို့ကြည့်မယ်။ဟောပြီးအဲ့ဒါကျွန်တော်တို့အာဒီမှာအချိန်တစ်ရက်အတိုင်းတာနဲ့ကျွန်တော်ကြည့်လိုက်မယ်ပေါ့နော်။ အချိန်တရတိုင်းတိုင်းကျွန်တော်ကြည့်မယ်ဆိုရင်ဟုတ်ပြီကျွန်တော်တို့အာဒီမှာကမ္ဘာချွေစရာကျွန်တော်ပြီးခဲ့တဲ့တောက်ကြနေရတော့ဒီမှာ triangle ပုံစံရဲ့ပေါ့နော်ကျွန်တော်တို့အာအပေါ်ဘက်ဆုံးကိုကျွန်တော်ဈေးအတက်အကောင်းကောင်းနဲ့ဖောက်ပိတ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ကပြီးခဲ့တဲ့တောက်ကြနေကအမေရိကန်နိုင်ငံရဲ့ကျေးဇူးတော်နေအားလျက်ဖြစ်တာမို့လို့တောက်ကြနေကဖောက်ပိတ်ကိုတော့ကျွန်တော်အကောင်းကောင်းနဲ့ဖောက်ပိတ်တယ်လို့တော့တတ်မှတ်လို့တော့မရဘူးဗျ ဘာတမနီမနီရတနင်္လာနေ့ကိုစောင့်ကြည့်ဖို့လိုရတယ်ပေါ့တနင်္လာနေ့မှာဗျာတကယ်လို့ဗျာဒီနေရာမှာတနင်္လာနေ့မှာဗျာတနင်္လာနေ့သာဈေးအသက်3ဦးဒီမှာဒီမှာကျွန်တော်တို့အပေါင်းလက္ခဏာလို့ပေါ့နော်ဒီအပေါင်းလက္ခဏာလေးကကျွန်တော်တနင်္လာနေ့ရဲ့ဈေးအသက်3ဦးတကယ်လို့ဒါတနင်္လာနေ့မှာဒါကျွန်တော်တို့ဒီမှာကျွန်တော်တို့ဈေးကျွန်တော်တခြားမြင်းတွေကျွန်တော်ရှင်းပြလိုက်မခဏလေးဒါကျွန်တော်မဖျက်ရသေးရဘူးနော်တခြားမြင်းတွေကျွန်တော်ရှင်းလိုက်ကြည့်ရတာရှင်းသွားအောင်လို့ပေါ့နော်ဘာလို့လဲဆိုကျွန်တော်တို့အဲရှင်းရင်းကြည့်မှပဲတခြားသိနိုင်တာပေါ့နော်ဒီမှာ မနီယာတဏိတာရဲ့ဈေးအနေထားပါဗျာဒီမှာဆိုဒီတောက်ကြနီးကလို့ဈေးအတက်တုံးခက်ကြီးကြီးတုံးနဲ့ပြီးသွားခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီနေ့မှာကြာတိုင်းလိုက်ဝယ်မှာဖြစ်ပါတယ်ဒါပေမဲ့မနီယာကမှာဆိုကြာကြာလိုက်အပေါင်းလက္ခဏာပုံစံလေးနဲ့ပြီးသွားခဲ့တယ်အပေါင်းလက္ခဏာပုံစံလေးနဲ့ပြီးသွားတဲ့အခါမှာဒါဒီအနေထားကျွန်တော်ဘာလဲလို့မိမယ်ဆိုရင်ကျွန်တော်တို့ကဘာချွေစီရပါတော့ကျွန်တော်တို့ကဈေးကပြောင်းပြန်လဲနေတဲ့အနေထားမျိုးပေါ့နော်ကျွန်တော်တို့ market ခေါ်ဆို reverse candle လို့ခေါ်တာပေါ့နော် ဒီဟာကိုပို့ပြီးအသက်ဝင်ဖို့အတွက်ဒီနေ့တရက်သာအာကန်တဲ့အတုံးပေါ့ဒီတရက်သာဈေးဈေးအနေထားကျွန်တော်အကြတုံးခက်ကြီးကြီးတုံးနဲ့ပြီးခဲ့တယ်ဆိုရင်တော့ဈေးကဒီ triangle ရဲ့ကျွန်တော်ဒီပုံစံခွဲတဲ့ကိုဒီထက်ကိုပြန်ပြီးဝင်သွားနိုင်တယ်ခင်ဗျအဲအကြောင်းမူကျွန်တော်တို့ကလက်ရှိကမ္ဘာရွှေဈေးကအသက်မတိကြသေးပါဘူးကျွန်တော်တို့အာတရက်သာနေထိုင်အသက်မတိကြသေးဘူးအာဒီတစ်ပတ်တွင်တော့ကျွန်တော်ထင်တယ်ဈေးအသက်ကျ တစ်ဖက်ဖက်ကိုပေါ့နော်ကျွန်တော်တို့အာသွားမဲ့အလားလာတော့ရှိပင်မဲ့လက်ရှိအနေထားအသက်တော်မသိကြသေးဘူးဟုတ်ပြီအဲ့အဖက်ကကျွန်တော်တို့လက်ရှိအကြရေတိုးအကြအားသာနေအနေထားမှာကျွန်တော်တို့ကဘယ်ထိကြနိုင်ချင်ရှိလဲဘယ်ထိကြနိုင်ချင်ရှိလဲမေးမယ်ဆိုကျွန်တော်အမြင်အမှန်မယ်ဆိုကျွန်တော်ဒီ triangle ကပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဘယ်နှလေးထောက်နေလဲမေးမယ်ဆိုဒီညာတန်းကြည့်မယ်ဆိုကျွန်တော်၄တောင်းတိတ်ရာ40နာဝင်ကျင်မှာကျွန်တော်ကဒီ triangle ရဲ့ပေါ့နော်ဒီ3ကန်အပေါ်ဆုံးကထောက်နေတာကိုတွေ့ရခင်ဗျအဲ့အဖက်ကကျွန်တော်ဒီမှာအများဆုံးအနေနဲ့၄တိတ်40တိကြနိုင်ရရှိတယ် အ ਨੇ ဆုံးဘယ်ထိကြနိုင်ကြရှိလဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့4180တွေပါ ਈ ထိကျွန်တော်တို့အ ਨੇ ဆုံးကြနိုင်ကြအလားလားရှိပါတယ်ခင်ဗျအဲအကြောင်းကျွန်တော်တို့ဒီနေ့ကဘာရွှေဈေးရောကျွန်တော်တို့အာဈေးတိုင်အမြင့်ဈေးမှာရေတူရောက်လို့ရတယ်ဒါပေမဲ့ကျွန်တော်အောက်ဈေးရောက်ပြီဆိုရင်ကျွန်တော်ရေတူပြောင်းပွဲပို့လို့စောင့်ကြည့်လို့ရတယ်ခင်ဗျဟုတ်ပြီဘယ်ဈေးမှာရေတူရောက်တင်တယ်ဘယ်ဈေးမှာရေတူဝယ်တင်တယ်ဆိုတာကိုကျွန်တော်တို့အချင်းတနားရီအတိုင်းတာနဲ့ကျွန်တော်တို့တွားကြည့်မယ် အချိန်တနားရဲ့အတိုင်းအတာနဲ့ကျွန်တော်တို့တွေ့ကြည့်မှဆိုရင်ကျွန်တော်တို့ဟုတ်ပြီကျွန်တော်အာလက်ရှိကြလာဒီဈေးတန်းစုံပေါ့နော်ကျွန်တော်တို့ဘလောက်လောက်ကကျွန်တော်စပြီးတော့ဒီနေ့ကမ္ဘာချစ်စဈေးပြန်တက်ခဲ့ဆိုကျွန်တော်ဘလောက်လောက်ကစရအောင်လုပ်ရမယ်ဆိုရင်ကျွန်တော်ပထမဈေးတန်းနေနဲ့ကျွန်တော်4225ဈေးတန်းပေါ့နော်ဈေးရတကယ်လို့ပြလက်ရှိဈေးရနေပြန်ကန်တက်သွားပြီးတော့4225ဝင်းကျင်မှာဈေးရဆက်မတက်နိုင်မယ်ဗျဒီလိုမျိုးကျွန်တော်ဈေးအကြောင်းတုံးပြီးသွားပြီးဆိုရင်ကျွန်တော်တို့ကမ္ဘာရှူကျွန်တော်ရေးလို့ရောင်းလို့ရတယ် အမြတ်ပိုင်းဈေးတန်းဘယ်လောက်ထိယူမလဲကျွန်တော်4300အမြတ်ပိုင်းဈေးတန်းကိုကျွန်တော်ဒီလောက်လောက်ထိယူမယ်အာ4300အာ100ကျွန်တော်တို့အာ60 4180ထိယူလို့ရတယ်အရှုံးပိုင်းဈေးတန်းကတော့0.30အထက်မှာပေးပါဒါပထမရောင်းတင်တဲ့ဈေးတန်းဆုံးပေါ့နော်ဈေးပြန်တက်ခဲ့ရင်ဒုတိယရောင်းတင်တဲ့ဈေးတန်းဆုံးကတော့ကျွန်တော်ဒီဈေးတန်းဆုံးဖြစ်ပါတယ်4240ဈေးနှုန်းဆုံးဖြစ်ပါလေ4240ဈေးရပြန်တက်လာတော့ပြ4240ဈေးနှုန်းမှာဒီလိုဈေးအကြတော့တုံပြီးသွားပြီဆိုရင်ကျွန်တော်ပြန်ရောင်းလို့ရတယ် အချုံပိုင်းဇေတန်း၄နှစ်၄ငါအထက်ပေးပါအမြတ်ပိုင်းဇေတန်းကျွန်တော်ခုနပြောလို့ပဲ၄တိ60၄တိ80ယူရိုရတယ်။နောက်ဆုံးအနေနဲ့မဒီနေ့အတွက်ပေါ့နော်ကျွန်တော်တို့ဈေးပြန်တက်ခဲ့မယ်ဆိုရင်ဂျောင်းလို့ရတဲ့ဈေးတန်းနဲ့ကျွန်တော်အကြိုက်ဆုံးဈေးတန်းဆိုတာဒီဈေးတန်းဆောင်ဝင်ပြ။၄260အဲ့ဈေးတန်းဆောင်တော့ကျွန်တော်ဒီနေ့အတွက်ရောင်းဖို့အကြိုက်ဆုံးဈေးတန်းဆောင်ဖြစ်ပါတယ်။၄260နဲ့4255ကြပေါ့နော်။အဲ့ဈေးတန်းဆောင်မှာဆိုကျွန်တော်ကပ္ပရွှေကိုရဲရဲရောင်းဖို့အားပေးခြင်းပါတယ်။အရှုံးပိုင်းဈေးတန်းကျွန်တော်တို့ 4265အထက်မှာပေးပါအမြတ်ပိုင်းစီတန်း4180 4190တော့ဒီယူလို့ရတယ်ဟုတ်ပြီတကယ်လို့မဆေးရဒါဒါကျွန်တော်အယောင်ပဲပြောပြသွားပြီကျွန်တော်ဒီနေ့အယောင်အာတန်တာတော့မဟုတ်ဘူးကျွန်တော်အောက်ကြရင်လည်းကျွန်တော်ဝယ်ဖို့စဉ်းစားအောင်မှာဟုတ်ပြီဘယ်ဆေးမှဝယ်တင်လဲဝယ်မယ်ဆိုရင်ကျွန်တော်ဝယ်ဖို့စဉ်းစားမယ်ဆိုရင်ကျွန်တော်ဒီဈေးတန်းဆိုပထမအနေနဲ့ဝယ်ဖို့စဉ်းစားတင်တဲ့ဈေးတန်းဆိုတော့ကျွန်တော်ဒီဈေးတန်းဆိုဖြစ်ပါတယ်4185ဈေးတန်း 4185နဲ့4180ကြားဈေးကျခဲ့တယ်ဆိုရင်ကပားရွှေကိုကျွန်တော်တို့အာဒီလိုမျိုးပေါ့နီးပညာပိုင်းရအတိပုချက်ဆောင်ပြပြဒီလိုဈေးအသက်သုံးတုံပြဒီ4105နားမှာဖြစ်စေဒါမှမဟုတ်4105နဲ့4180ကြားမှာဖြစ်စေဒီလိုဈေးအသက်သုံးတုံပြီးသွားပြီဆိုရင်ကျွန်တော်တို့အချိန်တတိုင်းအတန်းနာရပါတော့ဈေးအသက်သုံးတုံပြီးသွားဆိုကျွန်တော်ပြန်ဝဲလို့ရတယ်အမြတ်ပိုင်းဈေးတန်းဘယ်လောက်ပေးမလဲကျွန်တော်တို့အမြတ်ပိုင်းဈေးတန်းကျွန်တော်တို့ 4230လို့4220လို့မှာအမြတ်ပိုင်းပါအရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်တို့4190အောက်မှာအရှုံးပိုင်းမှာဟုတ်ပြီဒီနေ့အတွက်ပေါ့ကျွန်တော်နောက်ဆုံးဝယ်တင်တဲ့ဈေးတန်းစုံကတော့ကျွန်တော်ဒီဈေးတန်းစုံလေးဖြစ်ပါ4190 99နဲ့အာ4190နဲ့အောက်ဘက်က4155ကြာဈေးတန်းစုံ ဖြစ်ပါတယ်အဲဈေးတန်းစုံမှာတော့ကျွန်တော်ကမ္ဘာရှိကိုကျွန်တော်ရရွယ်ဖို့အားပေးခြင်းပါတယ် အရှုံးပိုင်းဈေးတန်း340အောင်မှာပေးပါအမြက်ပိုင်းဈေးတန်းကျွန်တော်ကတော့4230 4220ထိယူလို့ရပါတယ်4305နဲ့4355ကြားဈေးတန်းဆုံးကတော့ဒီနေ့အတွက်ပေါ့နော်အောက်အကြဆုံးနဲ့ဝဲပို့အကောင်းဆုံးဈေးတန်းဆုံးဖြစ်ပါတယ်ကျွန်တော်အများပြောမယ်ဆိုဒီနေ့ကပ္ပရွှေဈေးကဟိုးပေါ်တည်တယ်ဥမာပြအပေါ်ဆိုလဲ4260အထက်ဖောက်တက်နိုင်ဖို့မလွယ်တလို့အောက်ကြလဲအလွန်ဆုံးပြ4305 4340လောက်ထိပဲ အောက်ကြောက်ဖို့တော့တိတ်မလွယ်ဘူးလို့မြင်နိုင်ပါတယ်ဒါမှသာကျွန်တော်အမြင်နဲ့တုံသက်ချက်သာဖြစ်ပါတယ်ကဘာရွှေဈေးကွက်မှာဘာမဆိုးဖြစ်နိုင်တာမလို့တတိလေးတော့ထားပါတော့ကိုကခုနပြောလို့ဘလောက်ပဲပိုင်ပါစေကျွန်တော်တို့အယောင်းဝယ်ကဘလောက်ပဲပိုင်နိုင်ပါစေ risk management တိကျလောက်ထားဖို့လိုအပ်ပါတယ်ကျွန်တော်တို့မှန်းမထားတာမျိုးတွေဖြစ်လာနိုင်တယ်ဒီဘက်မှာ breaking news တခုထွက်လို့ဗျဈေးကအကြပတ်သွားတာမျိုးပိုင်လဲဖြစ်နိုင်တာပြတဲ့ကမှာအဲ့အရာလေးကိုတော့ကျွန်တော်တတိထားဖို့လိုအပ်ပါတယ်အဲ့ကြောင့်ကျွန်တော်ဒီနေ့မှာတော့ကဘာချွေစီကကျွန်တော်တက်မှာလည်းမဟုတ်ကြမှာရေးလက်ရှိကတော့ရေးတူအကြအာသာနေရဆိုပေမဲ့ကျွန်တော်ကဈေးကွက်အနေထားကိုကြည့်ပြီးတော့ အဝဲတလက်အယောင်းတစ်ခါလောက်အောင်မှဖြစ်ပါတယ်။အမအပေါ်ဈေးတက်တဲ့ဆိုရင်ကျွန်တော်အပေါ်ဈေးမှာရောက်အောင်မယ်။အောက်ဈေးကျရဆိုရင်အောက်ဈေးမှာဝယ်ရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ဒါလေးကကျွန်တော်တို့ဒါအယောင်းဝယ်လောက်အောင်မယ်ဈေးတန်း point လေးလေးပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ကဒီနေ့တရက်တာပေးစီဘယ်မှာပိတ်ရင်ကဘာချွေစီဈေးဆက်တက်မလဲဈေးဆက်ဈေးပြန်ကျမလဲ။ဒါမွေဈေးဆက်ငိမ့်နိုင်မလဲဆိုတာကျွန်တော်တို့ဒါတုံးတက်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမြင်းလေးအရင်ဖြစ်လာဦးပေါ့နော်။နည်းနည်းလေးမြင်းနေရာနည်းနည်းများသွားရောင်းဝယ်လောက်အောင်မယ်ဈေးတန်းမြင်းလေးများသွားခါကြည့်ရတာရှုပ်နေမှာဆိုလို့ပေါ့နော်ကျွန်တော်တို့ အဲကျွန်တော်မနေ့ကနဲ့ဟိုတနင်္ဂနွေနေ့ကတပတ်တာတော့ချက်ပြီးတော့ကျွန်တော်မရိုက်နိုင်ခဲ့ဘူးကျွန်တော်နေမကောင်းဖြစ်နေတော့ဒီနေ့မှာပထမဆုံးပြန်ရတာဖြစ်တယ်အဲအမှန်တော့မနေ့ကတော့တရားတော်ချက်ပြီးတော့ပြန်ရိုက်ဖြစ်ခင်တဲ့ကျွန်တော်ဒီဟာတွေထည့်ပြောသွားမှာပေါ့နော်ဇေယျအသက်မသေးကြသေးဘူးပါညာကျွန်တော်တနင်္ဂနွေနေ့ကတပတ်တာတော့ချက်ပြီးတော့ရိုက်ဖြစ်ရင်ပေါ့နော်အခုကကြာကျွန်တော်ဒီနေ့မှာစာရတာပြတဲ့ခါမှာကျွန်တော်တို့လက်ရှိမှာကျွန်တော်ထင်ပါတယ်အလုံးစုံကြ၄၄၀လောက်ထိပါပဲအဲ့နာမှာဆိုကျွန်တော်ပြန်ဝယ်လို့ရဟုတ်ပြီအဲ့ဘက်ကဒီနေ့တရားတာအပိစိတ် ဒီနေ့တရက်တာပိစီဘယ်မှာပိရင်ကဘာကျွစီပြန်တက်မလဲရှင်းပါတယ်ကျွန်တော်တို့ဒီနေ့တရက်တာပိစီကဈေးပြန်တက်ချင်တယ်ဆိုရင်အ ਨੇ ဆုံးလေးကျွန်တော်တို့ဘယ်ပေါ်တက်နိုင်ပိနိုင်ဖို့လိုရလဲမေးမယ်ဆို4230အထက်မှာပိနိုင်ဖို့လိုရတယ်ကဘာကျွစီနောက်ရက်မှာဈေးပြန်တက်ချင်တယ်ဆိုရင်4230အထက်မှာပိနိုင်ဖို့လိုရတယ်ဟုတ်ပြီတကယ်လို့ပေါ့နော်ဈေးကဆက်ကြဖို့အတွက်ဆိုရင်ရောဆက်ကြဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ကဘယ်အောက်မှာပိနိုင်ဖို့လိုရလဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့ 4345အောက်မှာပြိနိုင်ဖို့လိုအပ်ပါတယ်။နည်းနည်းလေးတော့ဝေးတယ်ပဲလက်ရှိဈေးနဲ့ဆိုဝေးတယ်အဝေးကြီးပဲတော့4345အောက်မှာပြိပြီဆိုရင်ကမ္ဘာရွှေဈေးဈေးဆက်ကြဖို့ဤပညာပညာပို့တေချပါလိမ့်မယ်။လင်းနေတဲ့ဆက်သက်ပြင်အသက်ပြန်လာနိုင်တယ်မနဲ့ပြန်ပါဒါမှမဟုတ်ကျွန်တော်တို့4345အောက်ပြင်ကျွန်တော်တို့အကြတေချမယ်။ဈားထဲမှာပဲပြိတ်သွားရင်ဈားထဲမှာပြိတ်သွားရင်တော့ကမ္ဘာရွှေဈေးကနောက်ရက်မှာကျွန်တော်ထင်တယ်ဒီ အပေါ်ဗျာအပေါ်4200အလုံးစုံတက်4260အောက်အလုံးစုံကြ4340တီချာမှာပဲဒီ point 100ကြာအကွာဝင်းမှာပဲတက်လိုက်ကြလိုက်ပေါ့နော်ဒီထက်ပို့ပြီးတော့ range ချုပ်လို့ရရင်တော့ကျွန်တော်နောက်ရက်မှာပေါ့တကယ်လို့ဒီအာ4230နဲ့4145ကြာမှာပဲပိတ်သွားတယ်ဆိုရင်တော့နောက်ရက်မှာကျွန်တော်သူအတက်ကြပြနေတဲ့ range ကိုကျွန်တော်ပြောပြပေးမယ်ပေါ့နော်ကျွန်တော်အများပြောမယ်ဆိုအဲ့ဒီဈာထဲမှာပဲပိတ်သွားရင်တော့ဈေးကဒီဈာမှာပဲငြိမ်သက်အနေထားပြေးဖို့များပါတယ်ဟိုတက်မလားကြာမလားဆိုတာထက်ပေါ့နော်နောက်ရက်မှာကျွန်တော်တို့ အာကျွန်တော်ဘယ်အအကြောင်းဖြစ်တဲ့ခါမှာဒီနေ့တရက်တာပိတ်စီရဘယ်မှာပိတ်မလဲကြည့်ရပါဘူး။လင်းနေ30ထက်ပြန်ပိတ်နိုင်မလား။၄145အောက်မှာကျွန်တော်မထင်မှတ်ထားပဲပိတ်သွားမလားဆိုတာကြည့်ရမှာဖြစ်ပါတယ်။ဘယ်လိုအနေထားဖြစ်မလဲဆိုတာစောင့်ကြည့်ရပါဘူးနော်။လက်ရှိကတော့ကမ္ဘာ့ရွှေစိဈေးအတက်လည်းမတည်ကြသေးဘူး၊ဈေးအကျလည်းမတည်ကြသေးဘူး။အဝယ်အားတန်မဲ့ချိန်လည်းမဟုတ်ဘူး၊အယောင်အားတန်မဲ့ချိန်လည်းမဟုတ်ဘူး။ဖြစ်လာတဲ့ဈေးကွက်နေထားကိုလိုက်ပြီးတော့ကျွန်တော်တို့ကလိုက်ပြီးတော့အယောင်ဝယ်လောက်မှာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ပြီဒါလေးကကျွန်တော်နီးပညာပိုင်းရတဲ့တုံ့တက်ချက်ဖြစ်ပါတယ်။ ဒီနေ့မှာကျွန်တော်စိတ်ဝင်စားစရာကောင်းတာဒီ triangle တဲ့ကိုပြန်ဝင်သွားမလားပေါ့နော်။အဲတခြား၄၄၅အောက်လို့ဘာလို့အောက်ပိတ်ပြီဆိုရင်တော့ကျွန်တော်ဒီ triangle တဲ့ကိုပြန်ဝင်သွားမှာဖြစ်ပါတယ်။ပြန်ဝင်သွားပြီဆိုတော့ကျွန်တော်အောက်အဆုံးကဘယ်လောက်လောက်မှရှိနေဆိုတော့၄80 4080ဒီမှာရှိနေရဆိုတော့ဒါတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်ပေါ့။ဥပမာကျွန်တော်ပြီးခဲ့တဲ့တောက်ချာနေ့ကအတက်ကိုဒီနေ့အကြနဲ့ပြန်ပြန်ခြေသွားမလားပေါ့နော်။ဒါစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဘယ်လိုဖြစ်လာမလဲဆိုတော့ကျွန်တော်ကသုံးသက်လို့ပဲရတယ်။ဂျင်းဒီပါတော့ပြောလို့မရဘူး။ဖြစ်လာတဲ့ဈေးကွက်နေသားတိုင်းကျွန်တော်စောင့်ကြည့်ပြီးမှအတိပုချက်ဆောင်ပြီးမှကျွန်တော်အယောင်းဝင်လောက်မှာဖြစ်ပါတယ်။